Hello everyone. အားလုံးမင်္ဂလာပါ။ကျွန်တော်ခုဆိုရင်တော့မလေးရှားနိုင်ငံကွာလာလပူမြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကျွန်တော်မကြာခင်မှာ22ရက်နေ့နဲ့23ရက်နေ့မှာပြုလုပ်မဲ့ Acceleration Conference ကြီးကနေပြီးတော့ကျွန်တော်ကြိုးပမ်းနေတာဖြစ်တယ်။ဒီ conference မှာဆိုရင်ကျွန်တော်တို့ရဲ့ဝิญဉ်ဖခင်ကြီး Apostle David လာကနေပြီးတော့နှုတ်ကပတ်တော်ဝင်ခဲ့သွားမှာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အရောက်တိုင်းမပြတ်မကွက်လာရောက်ဖို့အတွက်ဖိတ်ခေါ်ချင်တာဖြစ်တယ်။အားလုံးကိုကြိုဆိုတယ်။မလေးရှားကွာလာလပူမြို့မှာရှိနေကြတဲ့ဒီကောင်မောင်များတယောက်ချင်းစီတိုင်း ကျမတို့ရဲ့ acceleration conference မှာလာရောက်ပြီးတော့ပါဝင်လုပ်ပတ်တော်ဖိုင်ရောက်လာအားလုံးဖိတ်ခေါ်ခြင်းနဲ့ဒီစီစဉ်မှာဆိုရင်တော့ဖြစ်ကျွန်တော်တို့ဘာသာပြန်ပြီးတော့မှဖြစ်တဲ့တွက်ကျွန်တော်တို့မိတ်ဆွေဘာသာပြန်တွက်လိုအပ်တဲ့တွေကိုကျွန်တော်တို့ကိုပိုင်နှစ်ချက်ကလေးတွေယူလာဖို့တော့ကျွန်တော်နေတိုက်တွန်းချင်တာဖြစ်တယ်ကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ transfer device တွေမရှိတဲ့တွက်ကျွန်တော်တို့ zoom ကနေပြီးတော့ကျွန်တော်တို့ဘာသာပြန်ပြီးတော့မှဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ ဘာသာစကားနားမလည်ပါနဲ့စိတ်မပူပါနဲ့ကျွန်တော်ဘာသာပြန်ပြီးမဲ့သူတွေရှိတဲ့အတွက်ကျွန်တော်တို့ရောက်တိုင်းလာခဲ့ဖို့တချို့အနေနဲ့ဖိတ်ခေါ်ခြင်းနဲ့သင်တို့ရဲ့အတ္တကာထဲမှာအရင်ကနဲ့မတူညီပဲနဲ့တစ်စစ်အချိန်တိုးတက်ပြီးတော့မှသူချမ်းရီကိုမြင်တွေ့ချင်တယ်ဆိုရင်တော့ကျမတို့ရဲ့ acceleration conference မှာအားလုံးနဲ့ပြန်မျိုးမှတွေ့ချင်ပါတယ်ကျမတို့20နဲ့23နိုဝင်ဘာလမှာဖြစ်တယ်ကျွန်တော်လာမယ့်စနေနေ့တွေမှာဖြစ်တယ်အရောက်တိုင်း acceleration conference မှာပြန်တွေ့ကြမယ်အားလုံးပဲ see you soon and you are blessed